ဒီကဗီရိုမှာတော့ကျွန်တော်တို့ရှစ်သိန်းကျော်ဝင်းကျင်မှာ အတန်ဆုံးဆိုတဲ့ဖုံးတလုံးပါဗျာတန်လာပါရဲ့ P2P ကောင်းလာပါရဲ့ဆိုတော့ကျွန်တော်တို့ရဲ့ဒါနိုင်ငံတော် brand Remy တို့ဘာလို့ထတာကျော်ပြီးတော့သူ့ရဲ့ certification တကယ်ကို next level ဖြစ်နေဒီရှစ်သိန်းကျော်ဆိုရဲ့ဈေးမှာမထင်ထားရလောက်အောင်ကောင်းတဲ့ spec တွေနဲ့ထွက်လာတဲ့ကောင် lucky လေးပါဗျာ Mizu ရဲ့ lucky 08ဖုန်းလေးအကြောင်းကိုနည်းနည်းပြပြပေးမယ် ဆိုတော့ဒီဖုန်းလေးက၈သိန်းကျော်ဝင်းကျင်မှာအားလုံးပြောထားသလိုမျိုးတကယ်ရော P2P ကောင်းရင်လားသူ expect တွေကတကယ်ကောလမ်းရလားပြီးတော့ဘယ်လိုလူတွေဝယ်တင်တာလဲဒီကြောင်းလေးကိုဆက်ပြောတာပေါ့ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင် ပြောလို့ပြရမို့ဒီမီဇူရဲ့ lucky zero အိတ်ကပထမတစ်ခေါက်တုန်းကလည်းတတော်ကူမရောင်းအားကကောင်းခဲ့တာလူကြိုက်တဲ့အရန်များခဲ့တယ်ရှစ်သိန်းကျော်ဈေးမှာသူ့လောက်တန်တဲ့ spot တွေမရှိဘူးဆိုပြတာအားလုံးကပြောခဲ့တာပေါ့နော်တတော်လေးလက်ကောင်းခဲ့ပါတယ်သူ့ရဲ့ design ပိုင်း big quality တွေသူ့ရဲ့ specification တွေအကုန်လုံးကတတော်လေးကိုမှ high ခဲ့တယ်ဖုံးတစ်လုံးရှာဝင်မယ်ဆိုရင် ရမီတို့ဘာမရွေးချင်ဘူးဆိုရင်ကျွန်တော်ရွေးချယ်ရတာဆို infinite တို့တခဏတို့ရှိတယ်။ဒါပေမဲ့ဒီကောင်ကဒီလိုမျိုး infinite တို့တခဏတို့ဒီလိုရမီတို့ဒီလိုအကုန်လုံးကိုမှကြော်ခွပြီးတော့ဒီချက်သိန်းဆိုတဲ့ဈေးမှာဒါခေါင်ရောက်သွားတဲ့ခေါင်ပေါ့တော်တော်လေးလဲကျန်းတယ်တော်တော်လဲမိုက်တယ်ဆိုတော့ကျွန်တော်ဒီကောင်ရဲ့မိုက်တဲ့အကြောင်းလေးတွေကိုဆက်ပြီးကြည့်လိုက်အောင်ပထမဆုံး display နဲ့စပြောကြတာပေါ့ ထူးထူးခြားဒီဖုန်းလေးက၈သိန်းကျော်ဆိုတဲ့ဈေးမှာဒီကောင်းရဲ့ display ကတကယ်ကိုအမခံဆိုကျွန်တော်တို့သိရမလား ATPO emulator ပါလို့ဆိုရင်ဒါအကုန်လုံးကြားဝလိမ့်မယ်ဒီဖုန်းမှာ ATPO emulator display ကိုထည့်ထားပေးတယ်စဉ်းစားကြည့်၈သိန်းကျော်ဈေးမှာဒီလို display မျိုးများသောအားဖြင့်ဒီလိုမျိုး ATPO emulator ပါလို့ဆိုတာက15သိန်းလို့ပါလို့15သိန်းသိန်း30မှာတော့မှနည်းနည်းလေးရှားဖွေရခတ်တဲ့အထက်မှာပါတယ်ဆိုတော့ ATPO emulator အကြောင်းပါညာတော့ကျွန်တော်အရင်ကဗီဒီယိုတွေမှာရှိရရှာကြည့်လို့ရတယ်အဲကျွန်တော်ဆက်ပြောပါဦး ဲ့မှာတခုပို့ပြီးတော့သဘောကျเสียက144 hertz နဲ့နော်144 hertz နဲ့ LTPO AMOLED ကိုမှ144 hertz ထည့်ပေးထားတယ်ပြီးတော့ display bezel လေးတွေကလည်းညင်ညာလေးနဲ့ပပလေးတော်တော်လေးကိုမှကြည့်ရတာကောင်းတယ်စဉ်းစားကြည့်7သိန်းကျော်ဝန်းကျင်မှာ LTPO AMOLED အဲ့ညာလုံးဝကိုလုံးဝကိုဒါတကယ်ဒီဈေးဝင်ကြမှာအကောင်းဆုံးတော့ပြောလို့ရတယ်အရန်သဘောကျမြင်တဲ့မှာ display ကထိတ်ဆုံးပါပဲ ချက်သိမ်းကျော်စီမှာဒီ display တကယ်ကိုနှိမ့်ချလဲပဲပဲအဲပြီးတော့ pbyte နဲ့9000နဲ့ကလည်းပြောမယ်ဆိုရင်နေရာ output bar တို့မှာကောင်းကောင်းတုံးလို့ရတယ်အဲပြီးတော့ဒီကောင်းရဲ့ဘေးပေါင်ပါဇယ်လေးတွေကလည်းတော်တော်လေးကိုမှပါပါတဲ့ခံစားရတာပေါ့ပြီးတော့တော်တော်လေးကြည့်ရတာ display quality ရ color တွေ contrast တွေဒါတွေအကုန်လုံးကလည်း perfect ပဲဘာမှတိတ်ကြီးပြောရမှာမရှိ ပြီးတော့ကောင်ရဲ့ big quality သူရဲ့ big quality ကလည်းဖုန်းတစ်ခုလုံးကို plastic နဲ့လုပ်ပေးထားတာဆိုတော့ဘာပြောဒီဈေးတန်းဝန်းကျင်မှာကျန်တာလည်းအကုန်လုံးကောင်းနေရဖြစ်တဲ့အတွက်ဒါကတော့လိလူရွှေရလိုက်ပါဗျာသိရမလား plastic ဆိုရင်လည်းသူကပေါက်စီစံလေးလက်ထဲမှာကင်ထားအဆင်ပြေတယ်ဆိုတော့အလိုက်ရလည်းမထင်ဘူးဆိုတော့ plastic ကိုတော့ဒါကျွန်တော်တို့ကမိထားလို့ရတယ်ပြီးတော့ဒီအရှိ display မှာဆိုလို့ရှိရင်အဖြူရောင်လိုင်းနာလေး copy ထားတာလေးကတော်တော်လေးကိုမှလာတယ် ပြီးတော့ဒီ performance မှာဒီ Mizu Lucky 0အဲ့ရဲ့ performance က 2.7S Gen 2ကိုထည့်ထားပေးရဆိုတော့ဒီကောင်ကပြောရရင် game ကိုလိမ့်ကောင်းနေအောင် graphic အရန်ကျန်းနေအောင်သူက software မဟုတ်ဘူး။ဘာကျန်တာ gaming form မဟုတ်ဘူး။သူက၈သိန်းကျော်ဝန်းကျင်မှာဒါသူထုတ်ပေးထားတဲ့ပုံစံကဒီ budget line app မှာပဲသူက daily use ကောင်းကောင်းသုံးမယ်၊ social media update ကိုသုံးမယ်၊ AAC smooth ဖြစ်ဖြစ်ကောင်းကောင်းသုံးလို့ရရဆိုတော့ ုံစံမျိုးလုပ်ပေးထားတာ Snapdragon 7S Gen 2ရဲ့ performance ကလည်းမဆိုးဘူးအဲပြီးတော့ဒီကောင်ကပုံသွက်တွေပါတွေကောင်းအောင်လုပ်တာ image processing တွေပါလေးကောင်းအောင်ဒါ Snapdragon ဖြစ်တဲ့အတွက်ပိုလဲဒါအဆင်ပြေသွားရလို့ဒါပြောလို့ရတယ်ဆိုတော့ဘာလို့ဒီချက်သိန်းကျော်ဝင်ကျင်မှာ Snapdragon 7S Gen 2ကိုသုံးပေးထားတယ် performance အရောဘာရောဒါ gain ကတော့ဆော့မယ်ဆိုရင်ပေါ့ပေါ့ပါ graphic အနေနဲ့ဆော့လို့ရရဲဆိုရင်အဓိကသူသွားတဲ့ပုံစံသူ့ရဲ့ approve ကဒါ social media AAC သုံးမယ် daily driver အနေနဲ့ပေါ့ပေါ့ပါဖုန်းတစ်လုံးကိုဖုန်းလို့သုံးမယ်ဒီလိုလူတွေအတွက်သူပို့ပြီးတော့ရှိပဲထားတယ်အဲမဆိုးပါဘူးဒီဈေးဝင်ကျင်နဲ့ Snapdragon 7S Gen 2ရတယ်ဆိုတာတော့ပြီးတော့ဒီကောင်ရဲ့ကင်မရာအကြောင်းကိုဆက်သွားတာပေါ့ဒီကောင်မှာက1 megapixel main camera တစ်လုံးရယ်ပြီးတော့2 megapixel macro တစ်လုံးရယ်ပါတယ် selfie ကတော့8 megapixel ထည့်ထားပေးရယ်ကင်မရာကတော့ဒါမဆိုးဘူးပေါ့နော်ဒါသူ့ရဲ့ main camera နေနဲ့ဆိုလို့ရှိရင်တော့ဒါကျွန်တော်ရရတဲ့ပုံတွက်တွေကသူ့အနေထားနဲ့သူသူ့ဈေးထဲမှာတော်တော်လေးကောင်းတဲ့ပုံတွက်လေးရရတယ်။သို့တော့ အထွားဝိုင်းမပါတာသူရအားနှက်ချက်လို့ပြောလို့ရတယ်မက်ခရိုကတော့သိရတိုင်းပဲဒီဘက်ခက်မှာရိုက်တဲ့သူတွေရှိရဆိုရင်ပဲမိုးစီးများသောအဖြစ်ရိုက်ကြတာများတယ်ဒါပြောမယ်ဆိုရင်နည်းနည်းလေးအတုံးမွေဦးပေါ့ပြဆယ်ဖီကအိတ်မကပါဆယ်ဆယ်ဖီတခုရှိတာကစန်ဂျီယာကသူရဆယ်ဖီကဘယ်လိုပြောမှာကျွန်တော်ပရီဗျူးမှာတော်တော်လေးဝဲတယ် တော်တော်လေးဝဲဆိုဒီဖုန်းရဲ့ selfie ဓာတ်လို့တောင်မေးယူရတဲ့အထီကိုတော်တော်ဆိုးတာသို့တော့ဒါကိုကျွန်တော်တို့က preview မှာရိုက်ပြီးွားတဲ့အခါမှာပြန်ထွက်လာတဲ့အချိန် image processing လုပ်ပွားပြီးတပုံထွက်လာတဲ့ final look မှာဆိုရင်တော့မဆိုးလို့ပြောလို့ရတယ်နည်းနည်းလေးအဆင်ပြေတဲ့ပုံနေရတယ်အရင်တော့ selfie ရဒါ၈သိန်းကျော်ဖုန်းနေနဲ့ selfie မကောင်းလို့ပြောလို့ရရဆိုရင်လည်းထွက်လာတဲ့ပုံတွေရတာဖြစ်တွေ့မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ဆိုတဲ့ပုံမျိုးလေးရပါတော့အာမရခြင်းဘာပြောကင်မရာပိုင်းကတော့ main camera တလုံးကတော့ကောင်းကောင်းလေးလုပ်ဖြစ်တယ် ီးတော့ဒီကောင်းရဲ့ဘက်ထရီပိုင်းဒီ Meizu Lucky Zero 8ရဲ့ဘက်ထရီကလည်းမစိုးဘူးလို့ပြောလို့ရတယ်6000 mAh ဘက်ထရီကိုမှ45ဝက်ဖတ်ချာနေနဲ့လာတယ်။ဒါပေမဲ့6000ပါရဆိုမှဒီဖုန်းကအရင်လေးလားဆိုတော့လေအရင်တော့လေးမနေဘူးတော်တော်လေးလည်းလက်ထက်မှကန်ရတာအရင်လည်းမပေါ့နေသေးဘူးပေါ့ပြောရင်နဲ့လို့ခေါ်မလားနှစ်ကြရပေါ့စစ်စစ်ပိုင်းလေးရှိတယ်တမန်အဲ့တော့စစ်စစ်ပိုင်းလေးကအရင်ကန်လို့ကောင်းတယ်ဖုန်းပြောတာပြီးတော့ under display fingerprint ကို optical နဲ့ရမယ် dual stereo speaker ပါမယ်ဆိုတော့ပြောမယ်ဆိုရင်တော့ဒီနှစ်ခုလုံးကလည်း ားထောင်ရတာပေါ့ဖွင့်ရပိတ်ရတော့တော်တော်လေးကိုအဆင်ပြေအရန်ပလော့ပလော့ပလော့ညံနေတာမဟုတ်ဘူးဆိုရင်လည်းသူသေးတဲ့ဝင်းကျင်မှာအဆင်ပြေတဲ့ fingerprint ပြီးတော့အတန်တော့ကလည်းတော်တော်လေးကောင်းနေတယ်မှာပါတယ်ဆိုတော့အလုံးချုပ်ပြောမယ်ဆိုရင်တော့မေဇူရဲ့ lucky zero 8ကဒီချက်သိန်းကျော်ဝင်းကျင်မှာတကယ်လဲပြိုင်ဘက်တွေအကုန်လုံးကိုဒါသူနဲ့ဈေးတန်းတူကောင်အကုန်လုံးခေါင်းခေါင်းနိုင်ခဲ့တဲ့ကောင်လို့ပြောလို့ရတယ်စဉ်းစားကြည့်ချက်သိန်းကျော်ဝင်းဝင်းကျင်ဈေးမှာ ATPO display ပြ နော် ATPO AMOLED display ဒါဥမာ 114Hz လေးရပါလိုက်သေးရဲ့နောက်တော့ကွန် 7F Gen 2နော်ကင်မရာကလည်းတော်တော်မဆိုးကင်မရာကတော့ဒါထားပါနေ necklace လောက်ထားလိုက်မပြောတော့ ဘက်ထရီကိုကြည့်6000 mAh ဘက်ထရီဒိုင်မိုးတွေပေါ့ဗျာအကုန်လုံးအကုန်လုံးပေါင်းလိုက်မယ်ဆိုရင်တော့သူ့ရဲ့အားနည်းချက်တချို့ကိုကျွန်တော်တို့ကမျက်ကွယ်ပြုပြီးတော့တုံလို့ရတယ်ဘာမှပြဿနာသိမရှိဘူးပြောရမယ်တန်တယ်ဆိုပြီးတော့ပြောလို့ရတဲ့အနေထားလို့ပြောရမှာပေါ့ချက်သိမ်းကျော်ဝင်ကျင်မှာဒီလိုစပက်တွေရတယ်ဆိုတော့ဘာပဲဒီဖုန်းတစ်လုံးကို daily driver အနေနဲ့ကိုက social media တွေတုံး entertainment ပိုင်းအတွက်တုံးတယ် game ပေါ်ပါဆော့မယ်ဆိုတဲ့သူတွေတို့ကတော့ message မိတ်ပြီးတော့တန်းဝယ်လို့ရောက်တဲ့အနေထားကိုရှိတယ် ဆိုတော့ကိုလိုလိုဆိုရင်ဒီမီဇူရဲ့ legacy လို့အဲ့အကိုဘယ်လိုမျိုးမြင်လဲရင်းတစ်ခေါက်ကလည်းကျွန်တော်တချို့ရေဆိုစမ်းအောင်သုံးဘူးတမန်လက်ထဲမှာအောင်ကင်နေတဲ့သူတွေလည်းရှိကောင်းရှိလိမ့်မယ်အဲ့တော့သုံးမ experience ဘယ်လိုမျိုးရှိလဲဘာတွေကြုံရလဲအကုန်လုံးပြောတဲ့ specification เนี่ยတကယ်ရောကောင်းရလားအနာထက်မြတ်ပိုင်းသုံးနိုင် social media သုံးနိုင်ဒါတွေအကုန်အဆင်ပြေရလားသဘောရောကြာရလားအောက်ကကွန်မန့်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဒမင်ကြော်ကြီးပါ Yangon Mobile Store.